လုံးမှာရှိတဲ့ကြောက်ဖို့အကောင်းဆုံးအာဏာရှင်ကသူ့ရဲ့တိုက်ပွဲကိုဘယ်လိုမျိုးအောက်ချော်လဲ။နောက်ကိုရီးယားမှာရှိတဲ့လူတွေနေစဉ်ဘဝကဘယ်လိုမျိုးလဲ။စဉ်းစားမိရင်တော့မှပြည်သက်တို့ကမုန်ချက်တော့မှာဖြစ်ပါတယ်။လူတွေဘဝကိုအဖက်ဖက်ကနေထိတ်ချောက်ဖို့စ조사နေတဲ့မြောက်ကိုရီးယားရဲ့အစိုးရပဲဖြစ်ပါတယ်။ဘယ်သူကဘယ်နေရာမှာနေရမယ်၊ဘာလို့ရမယ် ဘယ်လိုရှင်သန်ရမယ်ဆိုတာကိုအစိုးရကပဲစောင့်ဖြစ်တာဖြစ်ပါတယ်။ဘယ်လိုအဝေးစားဝေးရမယ်၊ဘယ်လိုစပင်းစတိုင်ထားရမယ်၊ရုပ်ရှင်ဘယ်လိုအမျိုးအစားကြည့်ရမယ်ဆိုတာကိုအစိုးရကပဲစောင့်ဖြစ်တာဖြစ်ပါတယ်။ Gold by Association လို့ခေါ်တဲ့ဥပဒေကြောင့်ပဲဖြစ်ပါတယ်။အဖိုးကကျွလွန်နေပြစ်မှုကိုတားမြေကပါပြန်ဆက်ရတာပဲဖြစ်ပါတယ်။အိမ်မှာဆိုရင်လူတွေကတယောက်ကိုတယောက်တန်တရားဝင်နေအကြည့်နဲ့ကြည့်ကြပါတယ်။အကိုတယောက်ကညီမတယောက်ကိုအဖေတယောက်ကကိုသားတယောက်ကို စကားပုတ်ပြင်လို့လည်းမပြောရကြပါဘူးဒီလိုမျိုးတင်ကျပ်နေတဲ့ကြားကနေခင်းကြောင်ရဲ့ထိန်ချောင်းမှုကတဖြည်းဖြည်းနဲ့ချော့လာပါပြီအဲ့အပြင်မိမတွင်ဥဆောင်နေအတံပိတ်တော်လင်ရဲပါလုံနေကြပါတယ်မင်္ဂလာပါကျွန်တော်နာမည်ကတော့စိုးမူပါဒီနေ့ကတော့မြောက်ကိုရီးယားနိုင်ငံကြောင်ကျွန်တော်ရဲ့အတူလေ့လာကြည့်အောင်1987 political present camp salima ကိုရင်ရှိတဲ့အမျိုးသမီးတယောက်ကိုအကျင့်ချခဲ့ပါတယ်အဲ့ဒီအမျိုးသမီးက ထောင်ထဲမှာကလေးမွေးခဲ့ပြီးတော့ကလေးနာမည်ကို Chandon Hack လို့ပေးခဲ့ပါတယ်။ကလေးရေထောင်ထဲမှာကြီးပြင်လာခဲ့ပြီးတော့မြောက်ကိုရီးယားမှာရှိတဲ့ God by Association စနစ်ကြောင်းလူတယောက်ကပြင်းမှုတယောက်ကျွလွင်အဲ့ပြင်းမှုအတွဲမျိုးဆက်၃ခုလုံးအပြစ်ပေးခံရတာပဲဖြစ်ပါတယ်။ဆိုလိုချင်တာကအဖိုးပြင်းမှုကျွလွင်တားနေမိပါထောင်ကြမှာဖြစ်ပြီးတော့အဲ့အချက်ကြောင့်ပဲတင်းတောင်းကထောင်ထဲမှာပဲကြီးပြင်ခဲ့တာဖြစ်ပါတယ်။ present cap မှာအကျဉ်းသား1000လောက်ရှိပြီးတော့ထောင်စည်းကန့်ကတော့အရင်ရိုးရှင်ပါတယ်။ထောင်ထဲကထွက်ပြေးဖို့လောက်ရင်ချက်ချင်းအသက်ခံရမှာဖြစ်ပြီးတော့အတခြားထောင်သားတွေထွက်ဖို့စီစဉ်နေတာကြားပြီးတော့အဲ့နေရာကိုချက်ချင်းမတင်ပြရင်ကြားခဲ့တဲ့လူပါအသက်ခံရမှာဖြစ်ပါတယ်။ ချင်းတောင်က73နှစ်အရွယ်ရောက်တဲ့အချိန်သူ့အမေနဲ့အကိုထောင်ထက်ကထွက်ပြေးဖို့စီစဉ်ချနေတာကြတော့ဗိုက်စားပြီးတော့ရင်မကျက်သေးတဲ့ကောင်လေးကအစားစရာရဖို့မျောလင်းချက်နဲ့အဲ့ဒီအကြောင်းကိုလုံခြုံရေးစီကိုတွားပြီးတော့ပြောပြလိုက်ပါတယ်ခဏကြာတော့အကျဉ်းသားတွေကအကော်လုံးကိုခေါ်ပြီးတော့ချင်းတောင်ရဲ့မျက်လုံးရှိမှပဲရဲတွေကသူ့အမေနဲ့အကိုကို ပြစ်တက်လိုက်ပါ ဒါကိုမြင်တော့ချင်းတောင်ကအရန်လန့်သွားပြီးတော့သူ့ကိုလေ6လလောက်ဇက်တိုက်ညစ်ပတ်တာကို ခံလိုက်ရပါတယ်။ချင်းတောင်အသက်က23နှစ်ပြီးခဲ့တဲ့2005ခုနှစ်မှာသူကိုယ်တိုင်ထွက်ပြေးဖို့လုပ်ခဲ့ပါတယ်။အောင်မြင်သွားခဲ့ပါတယ်။လုံချင်းရေးတင်ကျပ်နေတဲ့ကြားကနေချင်းတောင်တယောက်လုံးမြောက်ကိုရီးယားကနေတယောက်ပြည်ကို ထွက်ပြေးပြီးတော့အဲ့နေရာကနေတောင်ကိုရီးယားကိုထွက်ပြေးခဲ့ပါတယ်။ ဒီလိုကိစ္စတွေအကြောင်းပဲသူ့နာမည်ကြည့်ပြီးတော့ United Nation အထိသူတရင်ပြန်ခဲ့ပါတယ်။ Chin Dong Hak ကနာမည်ကြည့်လွန်ပြီးတော့ Escape from Camp Salee ဆိုတဲ့စာအုပ်တစ်ခုထွက်ခဲ့ပါတယ်။ဟိုဒီဗီဒီယိုထဲမှာကျွန်တော်နဲ့အတူလေ့လာကြည့်အောင်